ရုတ်နိုင်ငံကနေတင်သွင်းမဲ့ကားတွေဟာကိုရီးယားတပတ်ရွက်ကားတန်ဖိုးထက်ဈေးနှုန်းလေးစားလောက်မြင့်နေတာကြောင့်ရှယ်ယာစနစ်ကိုကျဉ်သုံးရင်အခက်အခဲတချို့ဖြစ်နိုင်တယ်လို့အမြင့်မြတ်ဆုံးအင်အားတည်ယူပို့ဆောင်ရေးအုပ်စုကုမ္ပဏီက Managing Director ကပြောကြားလိုက်ပါတယ်ဒီသတင်းကိုစုမှုအောင်ကပြပုတ်ထားပါရရှင်5 years ago ရင်ကကုမ္ပဏီ20ခုနဲ့ဖွဲ့စည်းထားရတာကလက်ရှိမှာကုမ္ပဏီ10ခုနဲ့ပြန်လည်ဖွဲ့စည်းထားတာပါ အဲ့ဒီကုမ္ပဏီ၈ခုကိုအထူးပြုအများပိုင်းကုမ္ပဏီ၄ခုပြန်လဲဖွဲ့စည်းမယ်လို့သတင်းတွေထွက်ပေါ်နေပြီးအဲ့ဒီတဲမှာအစိုးရကစု851ရာခိုင်နှုန်းပါဝင်မှာဖြစ်ပါတယ်။လက်ရှိမှာစုရကနေအစိုးရထက်ဝင်ထားမှုမရှိသေးပဲတရုတ်နိုင်ငံတို့ဘတ်စကားတွေကိုဝယ်ယူဖို့စီစဉ်နေပြီးအဲ့ဒီတရုတ်နိုင်ငံကနေဝယ်ယူမဲ့ကားသစ်တွေဟာကိုရီးယားတပည့်ရဲ့ကားတွေထက်ရင်တန်ဖို့မြန်မာနေတာကြောင့်ရင်တန်ဖို့တက်ချက်တွေအတွက်အခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။အဲ့လို share business နဲ့တွားပြီးဆိုရင် brand new စိုးရတင်သွင်းတဲ့ကားတွေက3000တရား3000ဝန်းကျင်ဖြစ်တဲ့အတွက်လေးစီးတစီးအချိုးဖြစ်နေတယ်ဘူငွေကြတော့တူတူပဲ share base ကိုခြေခံရင်3000ရင်းထားတဲ့စု share က3250ရင်းထားတဲ့သူရဲ့လေးစားပေးရမှာပေါ့3000က share နိုင်တာ6တောင်းဝန်ငွေက2300ဆိုတော့အဲ့ဒီဟာတွေကရှင်းအင်းပညာရှင်နဲ့ပေါက်ဆက်ပြီးဖြည့်ရှင်းရမှာ ပြောမှာစားဖို့ပြောအလုံးရှယ်ဘေ့စ်ကိုသွားပြီးတော့ရတန်ဘူးမတတ်မှာဘူးဆိုရင်ရတန်ဘူးတွက်ချက်တဲ့လူတွေအတွက်အခက်အခဲဖြစ်နေမယ်ပြောနိုင်ငံနဲ့ကိုရီးယားနိုင်ငံတွေမှာဗမောစနစ်ကျင့်သုံးတဲ့အတွက်မြန်မာနိုင်ငံအနေနဲ့အဲ့ဒီကားတွေပဲဝယ်ယူဖို့အဆင်ပြေတယ်လို့ဆိုပါတယ်။လက်ရှိပြည်ဆွေးနေတဲ့ကိုရီးယားနိုင်ငံတို့ကားတွေဟာတင်းရီယာကျော်လောက်ပဲပေါ်စေရှိနေပြီးငါးနှစ်လောက်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။တရုတ်ကားတွေကိုမာယူရာဟာရန်ကုန်မြို့ရဲ့ပြည်ထောင်စုအနေနဲ့ကားအောင်းတွေကိုအသုံးမပြုလိုတာကြောင့်မာယူရာဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့မှာပြည်စွမ်းနေတဲ့ YBS ရှင်တွေကိုရင်အစ်တဲ့နဲ့တပြေးပြေးလဲလှယ်มาဖြစ်ပြီးရင်းမှန်ရှင်တွေနဲ့စုဝတ်ထားတဲ့အနားပိုင်းကုမ္ပဏီ6ခုနေရာမှာအစိုးရကနေ151ရာခိုင်နှုန်းထက်ဝယ်มาဖြစ်ပါတယ်။ရောင်းတိုင်းဒေသကြီးကမှားတယ်ဆိုတဲ့အစည်းတထောင်မှာတော့သူကရွေးချက်နှစ်ခုရှိမယ်။တစ်ခုကတော့ဗာလဲဆိုတော့ခုနက6ခုသောကုမ္ပဏီမှာရှိတဲ့ကားတွေကိုသူက95အောက်ကားတွေကိုဖယ်လိုက်တာနဲ့အဲ့နေရာတွေမှာသူကအစားထိုးရတော့မယ်။အဲ့လိုဝင်တဲ့နေရာမှာနှစ်နည်းရှိတယ်။တစ်ခုကဗာလဲဆိုတော့ခုနက ကားလိုအပ်နေတဲ့ကုမ္ပဏီတွေကနေပြီးတော့မှ ရောင်းတဲ့ဒေတာကြီးစိုးရစီကနေဝယ်ရမယ်။အဲ့လိုဝယ်တဲ့အခါမှာသူကဘန်နဲ့ချိတ်ဆက်ပေးမယ် instrument နဲ့ပေးမယ်ပေါ့ဒါတခုနောက်တစ်ခုကဘာလဲဆိုတော့ရောင်းတဲ့ဒေတာကြီးစိုးရနေပြီးတော့မှဒီ WBS 39နဲ့ဘန်ဒူလာမပါကျန်တဲ့6ကုမ္ပဏီကိုသူက share ထည့်အောင်ပါ share ထည့်ရမှာအဲ့လို share ထည့်တဲ့အခါမှာသူကပတ်စံနဲ့မထည့်ဘူးကားနဲ့ထည့်ရောင်းမြန်မာပြည်ဆွဲနေတဲ့ WBS ရေလိုင်းကရေဝင်ရောင်းတဲ့နေရာမှာကားတစ်ထည်နဲ့ဇွန်လ20ရက်နေ့ကစပြီး ြောင်းလဲပြေးဆွဲကြမှာပါဇွန်လအတွင်းမှာကားစီးရေ2000ခန့်ရောက်ရှိတော့မှာဖြစ်တယ်လို့ရန်ကုန်တိုင်းစီအကြီးတေဥပုတ်ဆောင်ရေးကြီးကြပ်ကိုကမ်းမှုအာဏာပိုင်အဖွဲ့အတွင်းမှဒေါက်တာမောင်အောင်ကပြောပါတယ်ကျွန်တော်ကဆုံမှုအောင်ပါ